ဘောရဲ့ပရိုဖက်ဆာကောင်းတဲ့နေရာတော့ EOD ဘဏ်ရဲ့ MPU credit card နဲ့ဖြတ်သွားတာ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ်မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ယင်းနှိမ့်ညွန်မှုဥပဒေကိုအသုံးပြုပြီးအဆိုပြုလာတင်သွင်းမှုနှဲပါနေသေးတဲ့အတွက်ရာသင်ရတိုက်တဲ့အခွင့်အလမ်းတွေဆုံးရှုံးနေတယ်လို့ယင်းနှိမ့်ညွန်မှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးကပြောပါရယ်တို့မြန်မာနိုင်ငံသားတွေက ဒီကျွန်တော်တို့ရှိထားတဲ့ဥပဒေကိုအသုံးပြုပြီးတော့ MNC ကိုအစိုးပြလာတင်တာနည်းတယ်ပေါ့နော်နည်းတယ်နည်းတော့ကြောင့်မို့ကျွန်တော်ဗာမြင်လဲဆိုတဲ့ခါကျတော့သူတို့ဥပဒေအရပေးထားတဲ့အခွင့်အလမ်းတွေဆုံးရှုံးနေတယ်ပေါ့နော်အဲ့တော့နိုင်ငံသားတိုင်းကကုလုပ်ငန်းတွေကို MNC ရဲ့မူဝါဒနဲ့ကန့်ညီတဲ့လုပ်ငန်းအားလုံးကိုကျွန်တော်တို့ MNC ကိုတင်ပြီးတော့မှကျွန်တော်တို့ကဟိုခွင့်ပြုမဲ့ယူပြီးလုပ်ခွင့်ရှိတယ်အဲကျွန်တော်တို့ဒီနယ်တွေသွားတဲ့အခါမှာတော်တော်များများတောင်မသိကြဘူးဒီဥပဒေရှိနေတယ်ဆိုတော့တချို့ကမသိကြဘူးမသိတော့ချို့လုပ်ငန်းတွေ ကျွန်တော်တို့ကဟိုအခွင့်လန်းနေမရဘူးမြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ယင်းနှိမ့်မြုံနယ်မှုဥပဒေကိုအသုံးချပြီးလုပ်ငန်းလုပ်ကိုင်နိုင်ဖို့မြန်မာနိုင်ငံယင်းနှိမ့်မြုံနယ်မှုကော်မရှင်ကနေနေဘက်ကိုဝန်ထမ်းတွေဆေလွတ်ပြီးတင်နန်းပေးတာရှင်းပြတာတွေကိုလှုပ်ဆောင်နေပြီးပုဂ္ဂလိကမီဒီယာတွေကနေတဆင့်မကြာခဏကြေညာချက်တွေထုတ်ပြန်ပေးနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံယင်းနှိမ့်မြုံနယ်မှုဆိုင်ရာဥပဒေအရ MIC ရဲ့ခွင့်ပြုမဲ့ရရှိထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့သတ်မှတ်ချက်တွေနဲ့အညီနိုင်ငံတော်ပိုင်မြေကိုနှိရှေငှားရန်ခွင့်ခွင့်ပြုမိန့်တင်ပြီးလုပ်ငန်းစတင်လုပ်ကိုင်ခြင်းကစားကလုပ်ငန်းပေါ်မူတည်ပြီး၃နှစ်ကနေ9နှစ်အထိဝင်ငွေကုန်ကင်းလွတ်ခွင့်ပို့ကုန်ထုတ်လုပ်ဖို့ပြည်ပကနေတင်သွင်းတဲ့ကုန်ကျန်းပစ္စည်းတွေကိုအကောက်ခွန်ကင်းလွတ်ခွင့်စတဲ့အခွင့်အလမ်းတွေရရှိမှာဖြစ်တယ်လို့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေသိရပါဗျာ။ မြန်မာနိုင်ငံမှာနိုင်ငံသားလုပ်ငန်းရှင်တွေကိုအိမ်ချမ်းမြေစောက်လုပ်ရေးတည်ယူပို့ဆောင်ရေးဟိုတယ်နဲ့ခီးသွားကဏ္ဍစွရင်နဲ့တတူတူဖို့ရေးစတဲ့လုပ်ငန်းကဏ္ဍဆက်တခုမှာမြုပ်နှံခွင့်ပြုပြီးကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့မြုပ်နှံမှုအများဆုံးဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍမှာတော့မြုပ်နှံမှုနည်းနေသေးတယ်လို့ယင်းနည်းမြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ယင်းနည်းမြုပ်နှံမှုဆိုင်ရာအချက်အလက်တွေအရသိရပါတယ်။